ကလင်တန်ခံခဲ့ရတဲ့မြန်မာနိုင်ငံကပြည်သူတန်းလောက်ဟာအစားအသောက်ဆေးဝါးအမိုးကာစားတဲ့အကူအညီတွေအရေးပေါ်လိုအပ်နေတယ်လို့ကမ္ဘာစန္ဒိကအဖွဲ့ World Food Program WFP ကမေလ25ရက်နေ့မှာထုတ်ပြန်ကြေညာပါတယ်။ဒါအပြင်မြန်မာနိုင်ငံမှာစစ်ပေးနဲ့စီးပွားရေးအကျပ်အတည်းတွေကြောင့်လူမသိသူမသိကြိတ်ပြီးတော့အငတ်ဘေးရင်ဆိုင်နေရသူအခြေအတွက်က15သန်းရှိတယ်လို့ဒီနှစ်ဇန်နဝါရီလလောက်ခရေက WFP ကထုတ်ပြန်ထားခဲ့တာပါ။ ကဖေးဒုက္ခတွေနဲ့ပတ်သက်ပြီးတော့သူတေသနာပြုလုပ်တဲ့ relief wealth ကလည်းမြန်မာနိုင်ငံဟာစစ်ဘေးနဲ့တဘာဝဘေးအန္တရာယ်ကြောင့်ကမ္ဘာနိုင်ငံအလုံးအနက်မှာအစိုးရရာဇဝင်နိုင်ငံ အစ်စ်အမှတ်7မှာရှိတယ်လို့ထုတ်ပြန်ထားပါတယ်အခု2025ခုနှစ်မှာမြန်မာနိုင်ငံကအစားအစာငတ်မွခေါင်းပါမှုဘေးအန္တရာယ်ဟာ3ဘေးခေါင်းလုံးနဲ့ကြားတဲ့အဆင့်ကိုရောက်နေပြီလို့လည်း WFP ကဆိုပါတယ်။ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ကချင်ပြည်နယ်၊စကိုင်းတိုင်း အတွင်းမှာရှိတဲ့ပြည်သူလူထုစုစုပေါင်းတန်း30လောက်ဟာနိုင်ငံတကာအကူအညီလိုအပ်နေပြီလို့လည်း WFP ကဆိုပါတယ်။ KND ပြည်နယ်မှာလည်းအလားတူအခက်အခဲတွေကိုရင်ဆိုင်နေရပါတယ်။မြန်မာနိုင်ငံမှာရှိတဲ့လူ3ယောက်မှာ1ယောက်နှုန်းလောက်ကအကူအညီအထောက်ပံ့လိုအပ်နေတဲ့အခြေအနေဖြစ်ပါတယ်။2025ခုနှစ်ဇန်နဝါရီလအထိကာလမှာစစ်ဘေးဒဏ်ကြောင့်အိုးအိမ်စွန့်ခွာ နေရသူအခြေအတွက်က3000ကျော်ရှိပါတယ်လို့ WFE ကခံမှန်းတွက်ချက်ထားပြီးတော့ဒီနှစ်ထဲမှာပဲလေးသန်းခွဲအထိရှိလာနိုင်မယ်လို့လည်းခံမှန်းထားပါတယ်။အဲ့ဒီခံမှန်းချက်ကငလျင်မလောက်ခတ်မီကခံမှန်းချက်ဖြစ်ပါတယ်။ငလျင်လောက်ခတ်ပြီးတဲ့နောက်ပိုင်းမှာတော့အဲ့ဒီထက်ပိုများနိုင်ပါတယ်။ဟုတ်ရင်ဆွခွာနေရသူတွေအတွက်အရေးကြီးဆုံးလိုအပ်ချက်ကအစားအစာဖြစ်ပါတယ်။အဲ့လိုအချိန်မှာပဲကုန်စည်နှုန်းကလည်းစူးစူးဝါးဝါးမြင့်တက်နေပါတယ်။2025ခုနှစ်အတွက်မှာမြန်မာနိုင်ငံရဲ့ငွေကြေးဖောင်းပွမှုနှုန်းဟာအာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ တက်ချက်မှုရဆိုလို့ရှိရင်29တသမ300ခိုင်နှုန်းဖြစ်ပါတယ်။အဲ့ဒီပမာဏဟာအစ်တောင်အာရှတစ်ကလုံးရဲ့ပြည်မြငွေကြေးဖုံးပွားမှုနှုန်းထက်ဆယ်ဆလောက်မြင့်နေပါတယ်။မလေးရှားအင်ဒိုနီးရှားတို့ရဲ့ငွေကြေးဖုံးပွားမှုနှုန်းထက်15ဆမြင့်ပါတယ်။ထိုင်းနိုင်ငံရဲ့ငွေကြေးဖုံးပွားမှုနှုန်းထက်အဆ30မြင့်ပါတယ်။ငွေကြေးဖုံးပွားမှုကြောင့် စုပူအောင်ကြွမှုဖြစ်ခဲ့ရတဲ့တိရိလင်္ကာနိုင်ငံထက်တောင်မှဆယ်ဆလောက်မြင့်နေပါသေးတယ်။စီဝါရေးအခြေအနေမကောင်းဘူးလို့ဆိုကြတဲ့လာအိုစ်နိုင်ငံထက်တောင်မှနှစ်ဆခွဲလောက်များနေပါတယ်။ဒါကကိန်းကနားရပြောရတာပါ။ လက်တွေ့အခြေအနေကိုကြည့်မယ်ဆိုလို့ရှိရင်ပြည်သူလူထုကအသိဆုံးပါအလုံးသမားတွေတောင်ရတဲ့လက္ခဏာနဲ့ဂုံစင်းနှုတ်ဘလုံးမမမြတ်တဲ့အတွက်အခုကရန်ကုန်မှာတပိတ်မှောက်နေကြပါတယ်ဖလက်စင်မီကလည်းမှန်မှန်တဲ့ကြားမှာမီတာကားကတိုးတောင်ပါတယ်မီးမမှန်တော့ကွန်ထရိုးလုပ်မှုကကျဆင်းပါတယ်မီးဆက်အသုံးပြုရတဲ့အတွက်ကုန်ပစ္စည်းတွေလည်းဈေးတက်ပါတယ်ဝန်ဆောင်မှုလုပ်ငန်းတွေလည်းဈေးတက်ပါတယ်အဓိကစားသောက်ကုန်တွေဖြစ်တဲ့ဆန်ပဲစီစာလေးမျိုးရဲ့